အားလုံးပဲမင်္ဂလာပါလာမယ့်နိုဝင်ဘာ9ရက်နေ့မှာကျင်းပမယ့်ဝမ်ချမ်းမြိုင်ရှစ်ပြိုင်ပွဲမှာဝက်စီအိုချက်ထရီကဆိုလင်ဦးရဲ့ပွဲကိုပါထက်သွင်းချင်တယ်လို့သတင်းတွေအရသိရှိရပါတယ်ဝမ်ကဆိုလင်းဦးရဲ့ပြိုင်ဘက်ကဘသူဖြစ်လာမလဲဆိုတာကိုစဉ်းစားနေရလို့ထပ်မံသိရှိရပါတယ်ဆိုလင်းဦးကတော့ပြီးခဲ့တဲ့အပတ်က သွလင်းထက်ကိုအမှတ်နဲ့နိုင်ရသွားတဲ့စာမေနဲ့သိုးတက်ချင်တယ်လို့သိရပါတယ်။ဆိုလင်းဦးနဲ့စာမေတို့ပွဲသာဖြစ်ခဲ့ရင်မာဂုံရှိရဲ့ဝိုင်းဖိုက်တာချင်းချင်းတွေ့မှာမလို့တော်တော်လေးကိုကြိတ်ကောင်းမဲ့ပွဲတပွဲဖြစ်လာမှာပါပွဲမထိုးရတာကြာပြီဆိုပေမဲ့လည်းဆိုလင်းဦးတယောက်စင်ဆက်မပြတ်လေ့ကျင့်မှုတွေလုပ်နေတာကို သူ Facebook ပေါ်မှာတွေ့ရမှာပါခန္ဓာရည်အားကောင်းကောင်းနဲ့ ဘုရောစာမေကိုထုတ်တတ်မယ်ဆိုလို့ရှိရင် ဆိုလင်းဦးတွက်ဝမ်းမှာ နိုင်ပွဲပြန်ရဖို့အတော်လေးကိုနှိစက်သွားမှာပါ ဆိုလင်းဦးနဲ့ဆမ်းေပွဲတာတကယ်ဖြစ်လာခဲ့ရင်အဲ့ဒီညမှာ ကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်ပွဲကြီးပွဲကောင်းနှစ်ပွဲကို ကြည့်ရမှာပါဘရိုနီကာပွဲရတော့အလုံးသီးတဲ့အတိုင်းဝမ်ချမ်ပီယံရှစ်ကကျင်းညာသွားခဲ့ပြီဖြစ်တယ်လို့ဘရိုနီကာရဲ့ပထမဦးဆုံး ကစ်ဘောက်ဆင်ပွဲကိုပြင်သစ်နိုင်ငံသူ ချန်ပီယံကပတ်တွေအများကြီးရဖို့တဲ့မက်ခ်ဆန်နဲ့ထိုးတက်ရမှာပါဝမ်ချန်ပီယံရှစ်ကအရင်ကဆိုလင်ဦးကိုဟာရစ်ဆင်ဆိုတဲ့ပြိုင်ဘက်နဲ့ပွဲတီပေးခဲ့ပေမဲ့ပြိုင်ဘက်ကဒဏ်ရာရလို့ပြိုင်ဘွေကနေနှုတ်ထွက်သွားတာကြောင့်အခုချိန်ထိပွဲမထိုးရသေးတာပါအရင်က ပွဲတီပေးခဲ့ဘူးတဲ့ဟာရစ်ဆင်ကလည်းပွဲရပြီဆိုပြီး သူ့ဆိုရှယ်မီဒီယာကောက်မှာတင်ထားတော့ဆိုလင်ဦးနဲ့ဟာရီစင်များပြန်တွေ့မလားဒါမှမဟုတ်ဘိုးတော်ဆာမေနဲ့ပဲပွဲဖြစ်သွားမလားဆိုတာကိုစိတ်ဝင်စားဖို့အရန်ကောင်းနေပါတယ်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်